မင်္ဂလာပါကောင်းချီးမင်္ဂလာရှိသောနေ့သစ်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်ဒါဝရပြထံတော်ဘာမှာခန္ဓာစိတ်ဝိညာဉ်မဆာခြင်းအမျိုးမျိုးကိုခံစားရပါမည်အကြောင်းလဲဆုတောင်းပေးပါတယ်ဒီမိနစ်မှာကျေးဇူးတော်အပြည့်ကျွန်တော်နဲ့အတူနှုတ်ကပတ်တော်ဆင်ခြင်ဖို့ပြသခင်ပြင်ဆင်ပေးတဲ့အတွက်ကောရင်သူဩဝါဒစာ ပထမဆောင်အခန်းကြီး30ပိုက်ငယ်9ကိုဆင်ခြင်ဖို့ပြင်ဆင်ထားပါတယ်သို့တော်လဲထိုသူတို့တွင် များစွာသော သူတို့ကိုဘုရားသခင်သည် အာရနှစ်သက်တော်မမူသူတို့သည်တော၌သေးချေပျက်စီးခြင်းသို့ရောက်ကြ၏ဒီနှုတ်ကပတ်တော်ကိုကြည့်တဲ့အခါမှာကျွန်တော်စဉ်းစားမိတာလေးရှိပါတယ်ဤတရေလလူမျိုးတွေကတောထဲမှာနေတဲ့အခါမှာအမေသားစားခြင်းနဲ့ရေတောက်ခြင်းနဲ့တောထဲမှာငါတို့ကိုတတ်ဖို့ခေါ်လာတာလားအေဂုတုပြည်ကအမေအိုကင်းနာမှာထိုင်ပြီးသေရင် မကောင်းဘူးလားစသဖြင့်ဘုရားသခင်ကို အမျိုးမျိုးအပြစ်တင်ပြီးတော့မှ ညီးတွားမိတန်းကြတာတွေ့ရတယ်။ပြီးတဲ့အခါမှာမောဘမိန်းမတွေနဲ့ယူတယ်။မတရားသောမိထုံပြုတယ်လို့စံစာမှာဒီလိုမှတ်တမ်းတင်တယ်။ပြီးတဲ့အခါမှာဘုရားသခင်ကြွေးတဲ့မာနမုတ်ကိုလည်းသူတို့ကပေါ့ပြတ်တဲ့အစာလို့ပြောတယ်။စသဖြင့်တောထဲမှာနေတဲ့တလျှောက်လုံးမှာညီးတွားမိတန်းခြင်းတွေနဲ့ဘုရားမနစ်သက်တဲ့အရာတွေကိုလှုပ်ပြီးတော့မှ အသက်ရှင်ကြတယ်ဆိုတာကို တွေ့ရတယ်။ပြီးတဲ့အခါမှာလည်းသူတို့ရဲ့အမှုကျင့်တိုင်း ရုပ်ထုတွေကိုလှုပ်ပြီးတော့လဲဖះနေရမှာထားကြပြန်နေဆိုတာတွေ့ရတယ်။နှိုးနဲ့ပြားရည်စီးတဲ့ခါနန်ပြည်ကိုပို့မယ်ဆိုပြန်တော့လဲအနကလူတွေငါတို့ကနှံကောင်းလူဖြစ်တယ်။အဲ့ဒီလူတွေကိုငါတို့နိုင်မှာမဟုတ်ဘူးလို့ပြောကြပြန်သေးတယ်။ဒီနေ့မှကျွန်တော်စဉ်းစားမိတာကဖះသခင်သူတို့ကိုအားမရတာကဘာများလဲဆိုတာကိုတွေးမိပါတယ်။နှိုးနဲ့ပြားရည်စီးတဲ့ခါနန်ပြည်မှာဝင်ရတဲ့အခွင့်အရေးက နည်းနည်းနော်နော်ခွင့်ရမို့ဘူးတလောက်ကောင်းတဲ့နေရာမှာစံစားခန်းစားဖို့ပဲတောထဲမှာနေပြန်တော့လေတောထဲမှာဘုရားသခင်ကကျွေးမွေးပါသေးတယ်မဆာကူညီပါတယ်လိုတဲ့အခါမှာလိုတဲ့အရာကိုပေးပါတယ်အဲ့တော့သူတို့ရဲ့အဓိကပြဿနာကဘာလဲဆိုရင်ခါနန်ပြည်သွားရမယ်ဆိုတော့လေဘုရားသခင်စကားကိုမယုံဘူးတောထဲမှာနေပြန်တော့လေဘုရားသခင်ပေါ်မှာယုံကြည်အားကိုးမှုမရှိဘူးစာတန်သွေးဆောင်မှုနောက်ကိုပဲလိုက်ကြတဲ့ သူတို့ရဲ့အခြေအနေကဘုရားသခင်ကိုအားမရစေဘူးဆိုတာကိုတွေးရပါတယ်။ဒါကြောင့်မလို့ကျွန်တော် တွေးမိတာက အခက်ခဲဆင်းရဲဒုက္ခကြောင့်လည်းမဟုတ်ကြွယ်ဝချမ်းသာခြင်းကြောင့်လည်းမဟုတ်ဘုရားသခင် အားမရခြင်းကဘာလဲဆိုလို့ရှိရင်ဘယ်လိုအခြေအနေမျိုးမှမဆိုဘုရားသခင်ပေါ်မှာယုံကြည်စိတ်ချမှုမရှိခြင်းလို့ဒီလိုပဲကျွန်တော်နားလည်ရပါတယ်။ကြွယ်ဝချမ်းသာရင်လည်းဘုရားသခင်ပေါ်မှာယုံကြည်မှုမပြတ်ဖို့လို့တို့ဆင်းရဲဒုက္ခရောက်ရင်လည်း ဘုရားသခင်ပေါ်မှာယုံကြည်မှုမပြတ်ဖို့လိုပါတယ်တတ်မှတ်ခြင်းတွေနောက်ကိုသူတို့လိုက်သွားတယ်လို့ပြောတဲ့အခါမှာ အမှန်တော့စာတန်ရဲ့စုံစမ်းနှောက်ယှက်ခြင်းကိုခံရပြီးတော့မှစုံစမ်းနှောက်ယှက်ခြင်းထဲမှာကြရှုံးကြတာလို့ဒီလိုပဲနားလည်ရပါတယ်ချစ်တော်မိဘညီကိုမောင်နှမတို့ဇင်းရဲရင်လဲစုံစမ်းနှောက်ယှက်ခြင်းကတော့လွတ်မှာမဟုတ်ပါဘူးချမ်းသာရင်လဲချမ်းသာတဲ့အလျောက်စုံစမ်းနှောက်ယှက်ခြင်းကမလွတ်နိုင်ပါဘူးဇင်းရဲသားမို့လို့ ဘုရားသခင်ပေါ်မှာယုံကြည်မယ်လို့လည်းပြောလို့မရတယ်လို့ကြွယ်ဝတဲ့သူမို့လို့ဘုရားသခင်ပေါ်မှာယုံကြည်မှုပြက်ပြားမယ်လို့လည်းပြောလို့မရပါဘူးဤတရေလလူမျိုးတွေကိုကြွယ်ဝတဲ့ခါနန်ပြည်ကိုပို့တော့လေသူတို့ကမယုံကြည်ဘူးတောထဲမှာနေတော့လေဘုရားသခင်ပေါ်မှာညှီးတွားပြီးပြစ်တင်တယ်ဘယ်နေရာမှာမှသူတို့တွေဟာဘုရားသခင်အပေါ်မှာဝန်မခံနိုင်ဘူးမယုံကြည်နိုင်ဘူးအဝင်ကွင်းချဖြစ်မနေဘူးဆိုတာကိုတွေ့ရပါတယ်ဒါဆိုရင်သူတို့ရဲ့ပြဿနာက အခြေအနေနဲ့နေရာမဟုတ်ပါဘူးသူတို့ရဲ့ပြဿနာကသူတို့ဖျားသခင်ကိုယုံကြည်မှုမရှိတဲ့စိတ်နှလုံးသားပဲဖြစ်တယ်ဆိုတာကိုတွေ့ရပါတယ်ချစ်တော်မိဘညီကိုမောင်နှမတို့ဘုရားသခင် အာရနှစ်သက်တော်မမူတဲ့အသက်တာမဖြစ်ဖို့လိုပါတယ်ပြီးတဲ့အခါမှာကျွန်တော်တို့ကဒီလိုဖြစ်မှဟိုလိုဖြစ်မှရင်မဟုတ်ဘဲနဲ့ဘလို့အခြေအနေမျိုးမှမဆိုယုံကြည်မှု ရှိနေဖို့ဘုရားပေါ်မှာ ကိုးစားမှုရှိနေဖို့ကပိုပြီးအရေးကြီးပါတယ် ဆိုးရွားတဲ့အခြေအနေမှာပဲစုံစမ်းခြင်းခံရတာမဟုတ်တလို့ကောင်းမွန်တဲ့အခြေအနေမှာလဲစုံစမ်းခြင်းဆိုတာရှိနေမှာပဲဖြစ်ပါတယ်။ဖျားရှင်ကောင်းကြီးပေးပါစေဆုတောင်းကြပါစို့ကောင်းမြတ်တော်ဖျားကိုရုတ်ကိုကျေးဇူးတင်ပါတယ်။ဒီနေ့နှုတ်ကပတ်တော်အားဖြင့်ကျွန်တော်ရဲ့အသက်တာကိုသွန်သင်တော်ကြောင့်ကျေးဇူးတင်နေမိမိတတ်မှတ်ခြင်းအလိုအတိုင်းအသက်ရှင်ပြီးမှစုံစမ်းခြင်းနဲ့ပါမသွားဖို့ကရုရှင်မဆာပါဘယ်လို အခြေအနေမျိုးမှမဆိုဘယ်လိုအဆင့်တန်းမျိုးမှမဆို ဘုရားသခင်ပေါ်မှာယုံကြည်မှုရှိနေဖို့ဘုရားသခင်ကိုနာခံခြင်းရှိနေဖို့မာစာပါကျေးဇူးကြီးတယ်လို့ဝတ်ခံ၍တနေ့တာလို့အလဝဲအနံပါတယ်နှုတ်ကပတ်တော်ကြားရတဲ့မိသားစုဝင်အယောက်တိုင်းပေါ်မှာကိုရောရဲ့အကွက်အကာရှိပါမိအကြောင်းကြွယ်ဝတဲ့ကောင်းချီးမင်္ဂလာများသွန်းလောင်းပါမိအကြောင်းယေရှုခရစ်တော်နာမ၌ဆုတောင်းအနံပါ၏အာမင်